်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TVO မြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ Research and Development လုပ်ငန်းတွေမှာလက်တွဲလှုပ်ဆောင်လိုတဲ့တော်လိုင်းအဖွဲ့တွေကို Federal Winds Drone တပ်ဖွဲ့ကခေါ်ယူနေပြီးတော်လိုင်းတာဝန်ထမ်းဆောင်ရင်ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကိုဦးစားပေးခေါ်ယူနေရလို့ Federal Winds တပ်ဖွဲ့စီကသိရပါဗျာ။ တော်လန်ရေးတပ်ဖွဲ့တစ်ခုမှလက်ရှိတာဝန်ထမ်းဆောင်နေသူနဲ့ဆရာနာရှင်ကိုနီးပညာနဲ့တော်လန်လူတွေကို Federal Wings Drone နီးပညာတွေသင်ကြားပို့ချပေးမယ်လို့ဆိုပါတယ် Federal Wings အနေနဲ့ drone တွေကိုထုတ်လုပ်ရောင်းချတာမျိုးပြုလုပ်မှာမဟုတ်ပဲ Federal Wings နဲ့လက်တွဲထားတဲ့မြေပြင်တပ်ရင်းတပ်ဖွဲ့တွေရဲ့လိုအပ်ချက်တွေကိုအလင်းမီအောင်ဖြည့်တင်းနိုင်ဖို့အတွက်ဦးစားပေးဆောင်ရွက်နေတယ်လို့ Federal Wings တာဝန်ရှိသူက TV ကိုပြောပါရတယ်။ Federal Wings Drone တပ်ဖွဲ့အနေနဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ချေမှုန်းတဲ့နေရာမှာဝေဟင်ကနေ drone နီးပညာအသုံးပြုကတိုက်ခိုက်မှုတွေပြုလုပ်နေပြီးစစ်မြေပြင်မှာလိုအပ်နေတဲ့ drone တပ်သားတွေခေါ်ယူမှုတွေပြုလုပ်နေတာလို့လည်းသိရပါဗျရှင်မန္တလေးတိုင်းတောင်သာမြို့နယ်မှာစစ်ကောင်စီလက်အောက်ခံတွေကအာဓမဖမ်းဆီးထားတဲ့နိုင်ငံရေးအကြံသားအမျိုးသားတယောက်ကိုစစ်ကူပို့ပေးတဲ့ကားမောင်းခိုင်းနာကနေတိုက်ပွဲအတွင်းပြစ်ခတ်ခံရတာတိုက်ဆုံသွားခဲ့လို့နှိစက်သူတွေစီကသိရပါဗျာ။ တောင်သာရေးစခန်းမှာ PDF ထောက်ပို့လုပ်နေရဆိုပြီးမတရားဖန်ဆီးခံထားတဲ့ကိုကိုမောင်ဆိုတဲ့အချုပ်သားကိုထဏောင်းကုန်းပြူရွာဘက်ကိုစစ်ကူပို့ဖို့ကာတင်မောင်းခိုင်းတာဖြစ်ပြီးလမ်းမှာတိုက်ပွဲဖြစ်တဲ့အချိန်ကားပေါ်ကဆင်းပြေးရင်ထိသွားတာလို့တောင်သာအခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပြပါဗျ။အဲ့ဒီတိုက်ပွဲဟာတောင်တာမြို့နယ်တဲကဝဲလောင်ကြေးရွာအရှိတ်စီမီကန်တရားမှာမေလ29ရက်နေ့ညပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးနိုင်ကျင်းကိုကိုမောင်ကိုစစ်ကောင်စီတပ်ကလူသားတိုင်းဖြစ်အုံချခဲ့တာလို့ဆိုပါရယ် တိုက်ခိုက်ခဲ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမေလ28ရက်နေ့မနက်ပိုင်းမှာဝဲလောင်ရွာအရှိတ်ရွာတွေကိုစစ်ကြောင်းထုံးနေတဲ့စစ်ကြောင်းနဲ့ပူးပေါင်းသွားပြီးကျေးရွာတွေကိုဆက်လက်စစ်ကြောင်းထုံးဝင်ရောက်နေစေလို့သိရပါတယ်ရှင်။စစ်ကောင်စီတပ်က PSMS နီးစနစ်ကိုအသုံးပြုပြီးကီအန်ဒီကစစ်ကောင်စီအုပ်စိုးရဒေသကိုလာရောက်သူတွေရဲ့မှတ်ပုံတင်တွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးဖမ်းဆီးတာတွေပြုလုပ်နေကြပါတယ်။နေ့နေ့သတင်းပေးပို့ထားပါတယ်ရှင်။ ကရင်နီပြည်နယ်လက်ကော်မြို့ရဲပြန်ဝင်လာသူတွေနဲ့စစ်ကောင်စီတပ်စခန်းတွေဖျက်ဆီးသွားလာရသူတွေကိုမှတ်ပုံတင်တောင်းပြီးဆက်တဲထိုးစစ်ရင်ကနေဖမ်းဆီးခံရသူတွေရှိနေပါတယ်။မေလ22ရက်နဲ့23ရက်နေ့တွေမှာဒီမော့ဆိုမြို့နယ်ထက်ကစစ်ကောင်စီတပ်စခန်းရှိရာကံ80နားကကြီးကိတ်မှာတားဖား200ယောက်ဆီယမတစ်ယောက်နဲ့လူငယ်တစ်ယောက်တို့ရဲ့မှတ်ပုံတင်ကို PSMS စနစ်နဲ့စစ်ဆေးပြီးနောက်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ လုံခြုံရေးရအတန်အစားထိုးဖတ်ထားပါတယ်။သူတို့ကနေရာတိုင်းမှာစစ်နေတာမှတ်ပုံတင်ထိုးစစ်လိုက်ရင် KB ဘာနာမီနဲ့ပွင့်ထားတယ်ဆိုတာပေါ်တယ်။အဲ့ဒီအတွက်ခီးသွားပြီဆိုရင် KB ကိုမတုံးတော့ဘူး။ဆီယမတစ်ယောက်လည်းဖမ်းမိတယ်ဒီလာထဲမှာပဲ။ PDSC ကိုလှူတယ်ဆိုတဲ့သဘောမျိုးနဲ့ဟိုတနေ့ကလည်းတားဖားနှစ်ယောက်ဖမ်းသွားတယ်။အဲ့ဒါတွေကတော့ရေစခန်းမှာပဲထားတယ်။ကျန်တဲ့သူတွေကအပြင်မှာထားတာ။သူတို့စီကနေတည်င်းနိုင်နေတယ်လို့ပြောတယ်။ မတ်လလောက်ကနေစပြီးမြို့ပြကစစ်ကောင်စီစိုးမိုးရနေရဒေသတွေမှာ PSM စနစ်ကိုအသုံးပြုပြီးဖမ်းဆီးမှုတွေရှိနေတဲ့အပြင်တိုင်းရင်းသားဒေသတွေမှာလည်းအဲ့ဒီစနစ်ကိုအသုံးပြုပြီးဖမ်းဆီးတာတွေရှိနေတာပါ PSMS Person Scrutinizations and Monitoring System ဆိုတာဉာဏ်ရည်တုနည်းပညာ AI သွင်ပြင်မှတ်သားခြင်းနည်းပညာဗဟိုချုပ်ကိုင်မှု CCTV စောင့်ကြည့်ရေးနည်းပညာနဲ့နိုင်ငံသားတွေရဲ့ချက်လက်တွေကိုစူးစီးသိမ်းဆည်းထားတဲ့ National Database တို့စုပေါင်းအလုပ်လုပ်တဲ့စနစ်တစ်ခုလို့ဆိုနိုင်ပါတယ်။ပြည်နီမှာဖမ်းဆီးထားသူတွေကိုလွယ်ကော်ရဲစခန်းထဲမှာထိန်းသိမ်းထားပြီးတရင်ချက်လက်ရယူတာတွေလည်းရှိနေတယ်လို့သိရပါတယ်။အဓိကခီးသွားလိုက်ရာအပြင်သွားလိုက်ရာမှာအထူးဂရုစိုက်ဖို့ပေါ့နော်။တကြွလှူရှားသူတွေအနေနဲ့ဆို ို့ရှိရင်တော့ပို့ပြီးတော့အထူးပြုဆိုင်တင်ပါတယ်နာမည်စည်းရင်းတွေပါနေရာမျိုးတွေအာတို့ဒီထုတ်ပြန်ထားတဲ့စည်းရင်းတွေထဲမှာပါနေရာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါတွေအပြင်ဒေါ်လာရွေးတော့ပဲဖြစ်ဖြစ်လူရမ်းမှုတွေပြုလုပ်တဲ့အခါတွေဆိုလို့ရှိရင်လည်း mobile banking တွေကနေပြီးတော့ငွေကြေးလွှဲပြမှုပြုလုပ်တာတွေဆိုလို့ရှိရင်လည်းအထူးပြုဆိုင်ဖို့လိုတယ်ပေါ့နော်ပြည်တွင်းပြည်ပသွားလာလှုပ်ရှားတဲ့နေရာမှာဆိုရင်လည်း hotel တွေတဲခူတာအစတိုးတိုးတိတ်တိတ်နဲ့သွားလာလှုပ်ရှားနိုင်လို့ဆိုရင်တော့အကောင်းဆုံးပဲ social media တွေကနေလည်းစောင့်ကြည့်လေ့လာမှုတွေရှိနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့လူမှုကွန်ရက် social media တွေပေါ်မှာ သုံးနေဆိုလို့ရှိရင်တကြလှူရှာမှုတွေပြုလုပ်တယ်ဆိုလို့ရှိရင်တနိုင်သမျှနာမည်အရင်းနဲ့မသုံးဘူးပေါ့နော်အာမဖြစ်မနေနာမည်ရင်းနဲ့သုံးဆွဲပြီးလှူရှာမှုတွေပြုလုပ်တဲ့နေရာမှာဆိုလို့ရှိရင်လေလုံခြုံရေးနဲ့ပတ်သက်တဲ့အာဒီလှူဆောင်ချက်တွေကိုအထူးဂရုစိုက်ပြီးတော့သတိပြုသုံးဆွဲဖို့လုံခြုံရေး setting တွေချိန်ကြီးထားဖို့ပြီးတော့ကိုယ်ကြီးကိုယ်တိုင်ချက်လက်ကာကွယ်ရေးနည်းစနစ်တွေကိုသိချာလေးဆောင်ရွက်ထားပြီးမှသုံးဆွဲဖို့ဒါရီပြုလုပ်ဖို့အကြံပြုချင်ပါတယ်ကင်းဒီမှာလဲမက်လာလောက်ကလေးကနေဖန်းစီခင်ရသူတွေရှိနေပေမဲ့အင်တာနက်အခက်အခဲလန်ကီးခက်ခဲတွေကြောင့် အရေးအတွက်တိကျသိရဖို့ကိုတော့ဆက်လက်ဆောင်ကျန်းနေပါတယ်စစ်တပ်ကမြန်မာနိုင်ငံအနှံ့ပြားမှာမတ်လကနေမေလအတွင်း PSMS စနစ်ကိုအသုံးပြုပြီးဖမ်းဆီးထိန်းသိမ်းထားသူ1600ကျော်တိရှိနေပြီလို့စစ်တပ်ဝါဒဖြန့်မီဒီယာတခုကဖော်ပြထားပါဗျ။ဒီမှာနင်းနေမှာကချင်ပင်နယ်ဗမော်မြို့ကစစ်ကောင်စီတပ်ရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့စစ်ကုတ်ကဲရေးဌာနချုပ်စကကခ23နဲ့အနီးပတ်ဝန်းကျင်ကို KAI နဲ့ပူးပေါင်းတပ်တွေကမေလ29ရက်နေ့မနက်ပိုင်းကစပြီး ပြန်လည်ချိုးဆစင်တက်ခိုင်းနေတာဖြစ်ပါတယ်။ဗမော်မျိုးပေါ်ကတိန်တော်ကြီးဖေယအန်နီစကခ27ပဝန်းကျင်နဲ့စစ်ကောင်စီတပ်တွေတဆွဲချတဲ့မြို့ပေါ်နေရာတချို့မှာတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KNC ရေးတရင်းမြစ်ကပြောပါတယ်။မီလာ29ရက်နေ့မနက်အစောပိုင်းပေါ့နော်။မနက်နာယူဝင်ချဘက်ကနေကြေဘက်ကပြန်ပြီးထိုးစစ်ဆတယ်ပေါ့နော်။အလို့ဆိုတော့မနေ့ကလည်းတနီကုန်ဒီပါတိုက်ပွဲပြင်းထန်နေပေါ့နော်။ညနေပိုင်းကျတော့ပြခတ်တန်တွေနဲ့ဆေးသွားတော့ရှိတယ်။ ဆိုတော့ဒီကတော့ပွဲဖြစ်နေတာကဒီပမော်မျိုးပေါ့ဘောနော်မျိုးပေါ်ကမျိုးပေါ်မျိုးအလယ်လို့ပြောဘောနော်ဒီတိန်တော်ကြီးဖျားပဝန်းကျင်တဲ့ကျော်မှာတပွဲဖြစ်တာရှိတယ်ဘောနော်နောက်တစ်ခုကဒီဆက်ကခါနဲ့ဆက်တဲ့ပဝန်းကျင်မြို့မှာအဓိကတဲ့ပွဲဖြစ်ပေါ်နေတာရှိတယ်ဘောနော်ဒီပမော်နေမန်စီတဲ့အင်္ဂါကိုဘဂလီစကိုအဘဲတဲ့ကျော်မှာတော့ ဒီပဒဏီမကြရဘူးနော်ဒီကတော့မျိုးပေါ်ကဆကားဆရီတဆွေထားရနေရတချို့ရယ်ဆက်ကောင်နဲ့စက်တီပေါ်ဝင်ချင်ရယ်ဘယ်တချို့မှာဒီကတော့ပြည့်ပြည့်နေတော့ဘောမီလာ၂၀ရက်နေ့ကစစ်ကောင်စီရဲ့ရဟတ်ရင်နစည်းကိုပစ်ချခဲ့ပြီးနောက်တိုက်ပွဲတွေငြိမ်သက်နေခဲ့ပေမဲ့လေတိုက်ပွဲငြိမ်သက်နေချိန်တော်တော်များလဲစစ်ကောင်စီဘက်ကလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်ဆောင်ခဲ့ပါတယ် မီလာ29ရက်နေ့မနက်ပိုင်းထိုးစစ်အတွင်းမှာတော့မြို့တွင်းမှာစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတချို့ကိုတင်ပိုက်ချနိုင်ပေမယ့်စကန်ကြီးတွေကတော့တင်ပိုက်နိုင်တာမရှိသေးဘူးလို့ KNC ရည်သည်မြင့်ကပြောပါရယ်။နောက်ပြီးတော့မင်းကတိုက်ပွဲကတခြားထူးထူးခြားခြားမရှိဘူးပေါ့နော်။ဒီကြိုင်နဲ့ဒေါ်လာရတဲ့ပွဲတွေကစကန်တွေတင်စီရမိတာလေမရှိတော့ဘူးပေါ့နော်။ဆိုတော့တိုက်ပွဲဖြစ်တဲ့ ဆိုရုံနဲ့တက်ပွဲဖြစ်တဲ့အချင်းကြီးပြီးတော့နောက်တစ်ခုကဒီဝန်လိုက်ဟိုတယ်ဘောနောစကားစားရခိုင်မှာတဆွေးထားတဲ့ဝန်လိုက်ဟိုတယ်တင်လို့ကြီးပြန်လာဝန်လိုက်ဟိုတယ်ကိုလည်းတင်လိုက်ပြီးဆိုပြီးမှလည်းတင်းတွေတက်နေတယ်ဘောနောဒါပေမဲ့အတတရလည်းဒီချောင်းမရှိဘူးတင်ပန်းနေတာမရှိဘူးဘောနောလို့ဆိုမနေ့ကအချင်းကြီးရောဒီဘုံဘုံမျိုးပေါဝင်ခြင်းကမှာတက်ပွဲအလူစကားကြီးတွေတင်ပရရှိတော့လို့မရှိသေးတဲ့အချင်းကြီးဘောနောပြီးတော့အခုဒီနေ့အဲ၂၈ရက်နေ့အဲ၂၈ရက်နေ့ မနေ့ပိုင်းမှာကျတော့ပုံပုံမျိုးပုံဝင်ချင်မှာတိုက်ပွဲတန်နေရတော့ရင်တန်းနေတဲ့အချိန်ဒီပေါ့နော်အရှိပမောမျိုးတိုက်ပွဲမှာ KA နဲ့မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ KPDF, AA, APSDF, MOD လောက်ခံ PDF, Gorkha KIA, Kuki မျိုးသားတပ်မတော်တို့ကတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ပမောမျိုးတိုင်းတိုက်ပွဲကိုပြီးခဲ့တဲ့2024ဒီဇင်ဘာလရဲ့နေ့ကတည်းက ကရင်ပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တက်ခိုင်းနေတာဖြစ်ပြီးဗမောမြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့စစ်ကောင်စီဘက်ကစကန်ဒီလက်မလို့ရရေးအတွက်လေးချောင်းကနေဘုံကျဲတက်ခိုက်တာဒရုန်းနဲ့ဘုံကျဲတက်ခိုက်တာတွေကိုနေတိုင်းစက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်ဗမောမြို့ကအင်အားအကြီးဆုံးတပ်ဖြစ်တဲ့စက်ကက23အနီးပတ်ဝန်းကျင်ရှိအမတ်9336တန်ချက်ကတက်ရင်တင်ကားတက်ရင်အမြောက်တက်366နဲ့လေးစိတ်တို့ကိုကရင်ပူပေါင်းတပ်တွေကဇန်နဝါရီလကုန်ကနေ ဖေဖော်ဝါရီလ၂ရက်နေ့အတွင်းတိုက်ခိုက်သိမ်းပိုက်ချပြီးဖြစ်ပါတယ်။ကျွန်မဟနာပါရုရှားသမ္မတဗလာဒီမာပူတင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ယူကရိန်းသမ္မတဗလာဒီမာဇယ်လန်စကီတို့ထိပ်သီးဆွေးနွေးပွဲဟာဖြစ်နိုင်ပေမဲ့ဥတီချက်လမ်းကြောင်းအမျိုးမျိုးတခြားကိုယ်စားလှယ်အဖွဲ့တွေကြားဆွေးနွေးမှုရလဒ်ဖြစ်တာဖြစ်လာမယ်လို့ရုရှားသမ္မတနန်းတော်ပြောခွင့်ရကမေလ28ရက်နေ့မှာပြောခဲ့ပါဗျာ ရုရှား၊အမေရိကန်နဲ့ယူကရိန်းသမ္မတတို့ကြားတွေ့ဆုံမှုဖြစ်ပေါ်လာနိုင်ခြေရှိမရှိမေးမြန်းတာမှာရုရှားကရည်တည်ချက်ကိုမပြောင်းဘူးလို့ခရမလင်နန်းတော်ပြောခွင့်ရဒမစ်ထရီဖဲကိုစ်ကပြောခဲ့ပါဗျာ။ ထိပ်သီးအစည်းအဝေးတရက်ကိုကိုယ်စားလှယ်အဖွဲ့တွေကသဘောတူထားတဲ့တီးခြားအစီအစဉ်တွေနဲ့ရှေ့ဆက်ရမယ်လို့လည်းသူကဆက်ပြောပါဗျ။ထရန့်နဲ့ပူတင်တို့သုံးနိုင်ငံတွေ့ဆုံပွဲအတွက်အဆင်သင့်ဖြစ်နေပြီလို့ဇလန်စကီကမေလ28ရက်နေ့မှာပြောခဲ့ပါဗျ။နောက်တစ်ကြိမ်တိုက်ရိုက်ဆွေးနွေးပွဲကျင်းပမယ့်နေရာကိုဆုံးဖြတ်ချက်မချရသေးပေမဲ့အဲ့ဒီနေရာဟာနှစ်ဖက်စလုံးနဲ့ကိုက်ညီတင်တယ်လို့ဖဲကိုစ်ကပြောခဲ့ပါဗျ။အစောပိုင်းကရုရှားနိုင်ငံသားရေးဝင်ကြီးစာဂီလာရော့ဖ်ကဗာတီကန်မှာဆွေးနွေးပွဲကျင်းပမယ့်စိတ်ကူးကိုပယ်ချခဲ့ပါသေးတယ်ရှင်။ TVO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်